အားလုံးပဲကျမ်းမာဆွလန်းကြပါသည်ရှင်။ကွန်လင်းအော်တိုမိုဘိုင်းဆေးစင်တာ page ကနေပြီးတော့နှွေးထွေးဆောင်နဲ့ပြန်လည်ကြိုဆိုပြပါသည်ရှင်။ဒီတစ်ပတ်မှာတော့ဖြူက Combat Luxury SUV တိုက်နှက်တဲ့သူတွေအတွက်ညိုရင်းသုံးလဲအဆင်ပြေတယ်။ Highway သွားတဲ့အခါမှာလည်းတက်တောင့်တက်တာဖြစ်စေတဲ့ Mercedes-Benz GLB 200ကားနှစ်စီးကိုတပြိုင်တည်းထဲ review ဖြစ်လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ဒီကားနှစ်စီးရဆိုရင်တော့2020 model ကနဲ့2021 model ကားတွေပဲဖြစ်ပါတယ်ရှင်။ 2020 model ဟာဆိုရင်တော့ mountain gray metallic color ဖြစ်ပါတယ်2021 model ဟာဆိုရင် polar white color ပဲဖြစ်ပါတယ်ကားနှစ်စီးလုံးဟာဆိုရင် showroom ကားတွေဖြစ်တယ်အသင်းနီးပါး condition အတိုင်းကီလိုနည်းနည်းနဲ့လည်းရရှိမဲ့ကားတွေပဲဖြစ်ပါတယ် engine power အနေနဲ့ 1.3cc တာဝန်နဲ့လာတဲ့ကားတွေဖြစ်ပါတယ်။ Mercedes ဆိုတဲ့အတိုင်းအစွဲအယုံကလည်းအမတန်ကောင်းမွန်တဲ့ကားတွေပဲဖြစ်ပါတယ်ရှင်။ကဲဒါဆိုရင်တော့ထုံးစံအတိုင်းကားရဲ့ရှေ့ရောက်ထွက်ကနေစပြီးတော့အတူလိုက်ကြည့်ပေးပါဦးနော်။ 2020 model ရော2021 model ရောရဲ့ရှေ့ရုပ်ထွက်တွေကိုကြည့်မယ်ဆိုရင်တော့အတူတူပဲဖြစ်နေတာကိုမြင်တွေ့ရပါတယ်။ကားနှစ်စီးလုံးမှာဆိုရင် signature diamond gray ကဘုံဖြစ်ပြီးတော့ SUV စံတဲ့ပုံစံကိုပို့သွားတာကိုလည်းတွေ့ရပါတယ်။ dynamic LED headlight နဲ့ daytime running light တွဲဆက်ပေးထားတဲ့ပုံကလည်းစမ်းသစ်ပြီးတော့လှပနေပါတယ်။အလဲမှာဆိုရင် Mercedes logo အကြီးပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်ရှင်။ ေးဘက်ကိုကြည့်မယ်ဆိုရင်ကားနှစ်စီးလုံးက90 inches alloy wheel သုံးပေးထားတာခြင်းလဲတူညီရယ် ground clearance က10 inches မြင့်တဲ့အခါကျတော့ SUV ကားတစ်စီးအနေနဲ့လမ်းကျန်လမ်းချော်ကိုစိတ်တိုက်မောင်းနေနိုင်မဲ့ကားကောင်းကားတတ်နေပဲဖြစ်ပါရဲ့ရှင် နောက်ဖက်ဒီဇိုင်းကိုကြည့်မယ်ဆိုရင်လည်းနှစ်စီးလုံးရဲ့ LED ထေးလိုက်မီဒီဒီဇိုင်းတွေက တူညီနေတာကိုလည်းမြင်တွေ့ရပါတယ်။ GLB 200ဆိုတဲ့စာလေးပါဝင်တယ်။အလဲဘက်မှာဆိုရင် Mercedes logo ပါဝင်ပါတယ်။အပေါ်ဘက်မှာဆိုရင် brake light တစ်ခုပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်ရှင်။ Cargo Space အကျယ်ဝန်းကိုလည်းကြည့်လိုက်အောင်နော်။7 seater ကားတစ်စီးဖြစ်တဲ့ခါကျတော့ cargo space ကတင့်တင့်နဲ့အကျယ်ဝန်းရှိတာကိုလည်းမြင်တွေ့ရပါတယ်။ နောက်ဆုံးနံသရိုးစီကိုခောက်ချလိုက်မယ်ဆိုရင် ပိုမိုကျဲဝန်းတဲ့ကာဂိုစပေးကိုရရှိမှာပဲဖြစ်ပါတယ်ရှင်။ဘေးဘတ်တစ်ဖက်တစ်ချက်စီမှာဆိုရင်လည်း USB port တွေပါဝင်တာကိုမြင်တွေ့ရပါတယ်ရှင်။ နှစ်စီးလုံးမှာဆိုရင် Jewel St Exhaust ပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်ရှင်ကားအတွင်းငန်းလေးကိုမဝင်ခင်မှာဆိုရင်လေ welcome light ပါဝင်တာကို ကားနှစ်စီးလုံးမှာမြင်တွေ့ရပါတယ်ရှင် ယခုဆက်လက်ပြီးတော့ပြောပြမယ် function နေရာဆိုရင်တော့ကားနှစီလုံးမှာတူညီစွာနဲ့ပါဝင်နေတဲ့အချက်တွေပဲဖြစ်ပါတယ်ရှင်။အတွင်းကန်းကာလာဆိုရင် all black ကာလာသုံးပေးထားတာကိုလည်းမြင်တွေ့ရပါတယ်။ ားနှစ်စီးလုံးမှာဆိုရင်တော့ steering ကလေသာကြိုးချုံနဲ့လာတာကိုလည်းမြင်တွေ့ရပါတယ်ရှင်။ seat motor ပါဝင်နေ seat memory လည်းပါဝင်တာကိုမြင်တွေ့ရပါတယ်ရှင်။ steering မှာဆိုရင်တော့ cruise control, voice command, apple carplay, android auto ပါဝင်ပါတယ်။ sunroof ပါဝင်တာချင်းလည်းတူညီပါတယ်။ ambient light တွေလည်းပါဝင်တာကိုမြင်တွေ့ရပါတယ်ရှင်။ မတူ क्वे ပြတဲ့အချက်အနေနဲ့အားသာချက်အနေနဲ့တော့2021 model မှာဆိုရင် HUD display ပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်ရှင်။ကားနှစ်စီးလုံးရဲ့ infotainment touch screen မှာဆိုရင် seat comfort function ပါဝင်လို့ကား꿰တဲ့အချိန်နဲ့ steering 꿰တဲ့အချိန်တွေမှာဆိုရင် driver seat ရော passenger seat ရောကလိုက်꿰ပေးတာလည်းဒီကားရဲ့ထူးခြားချက်ပဲဖြစ်ပါတယ်ရှင်။ ကားနှစ်စီးလုံးရဲ့ center console က function နေရာဆိုရင်လည်းတူညီစွာပါဝင်နေတာကိုမြင်တွေ့ရပါတယ်။ driving mode တွေပါတာတွေလည်းတူညီပါတယ်။ဝိုင်လက်ခြားခြားပါဝင်ပါတယ်အလဲဘက်မှာဆိုရင်ခပ်ဖို့တဲ့နှစ်ခုပါဝင်တယ်ကိုထည့်ကျင်တဲ့ပစ္စည်းလေးတွေထည့်ဖို့အတွက်ကာဂိုစပေ့လည်းပါဝင်တာကိုမြင်တွေ့ရပါတယ်ကာဂိုစပေ့ရဲ့အတွင်းဘက်မှာဆိုရင် USB port တွေလည်းပါဝင်ပါတယ်ရှင် ယခုပြောပြပေးသွားတဲ့ function တွေဟာဆိုရင်တော့ Mercedes Benz GLB 200 2020 model နဲ့2021 model ရဲ့ရှေ့ကန် function တွေပဲဖြစ်ပါတယ်ရှင်အလဲကမ်းမှာဆိုရင်တော့7 seater ကားဖြစ်ပေမဲ့ Laron Haron ကကျယ်ဝန်းတဲ့အနေအထားနဲ့မြင်တွေ့ရတယ်။နောက်ခန်းကသူတွေအတွက် air con ပေါက်နှစ်ခုပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်။ 2020ရဲ့ aircon ပေါက်အောက်ဖက်မှာဆိုရင်တော့ USB port နှစ်ခုပါဝင်ပြီးတော့2021မှာဆိုရင်တော့ USB port တစ်ခုပါဝင်တာကိုမြင်တွေ့ရပါတယ်ရှင်။ကားနှစ်စီးလုံးရဲ့အလဲဘက်မှာဆိုရင် Amras နဲ့ Cup holder နှစ်ခုပါဝင်တာချင်းလည်းတူညီပါတယ်ရှင်။7 seater ကားတစ်စီးဖြစ်တဲ့ခါကျတော့နောက်ဆုံးနဲ့ the rosy ဟာဆိုရင်တင့်တဲ့အကျယ်ဝန်းရှိတာကိုလည်းမြင်တွေ့ရပါတယ်ရှင်။ ယခုပြသသွားတဲ့ Mercedes-Benz GLB 200 2020 model ကနဲ့2021 model ကတွေအားဆိုရင်နေ့စဉ်သုံးအတွက်ကောခီးသွားတဲ့အခါမှာ space တကျယ်ဝန်းနဲ့တက်တောင့်တက်တာသွားချင်တဲ့သူတွေအတွက်ကောရွေးချယ်တဲ့နဲ့ကားတွေအဖြစ်ဖြူက recommend ပေးပြသည်ရှင်ဒီကားနှစ်စီးကိုခြိုက်နှက်သက်လို့ဝယ်ယူခြင်းနဲ့ဆိုရင်တော့လန်ကင်းလဲဝယ်လို့ရတယ်လို့အရစ်ကျအနေနဲ့လည်းဝယ်လို့ရပါတယ်ရှင်အရစ်ကျအနေနဲ့30% down payment ကနေစပြီးတော့တစ်နှစ်ကနေ9နှစ်ထိလည်းဝယ်လို့ရပါတယ်ရှင် အမြင်လာရောက်တရှိနေသူ customer များအနေနဲ့ပြည်လန်းနိုဝိုတယ် hotel နီးမှာ showroom number 1အမှတ်224ဦးဝိဇာရလမ်းနဲ့ဓမ္မစီတီလမ်းတောင်း SPC tower ရဲ့အနောက်ဘက်မှာဆိုရင်တော့ showroom number 2တောင်အုတ်ကလာရနာလမ်းမပေါ်မလိခအင်ယာရဲ့အရှိတ်မှာဆိုရင်တော့ showroom number 3ဆိုပြီးတော့ဖွင့်လှစ်ထားတာဖြစ်တဲ့အတွက်ကြောင့်လူကြီးမင်းတို့နီးစပ်ရာ showroom မှာလာရောက်တရှိဝယ်ယူအားပေးဖို့အတွက်လည်းဖိတ်ခေါ်ပြသည်ရှင်ဒီဗီဒီယိုလေးကိုကြိုက်နှက်သက်မယ်ဆိုရင် like and share လေးနဲ့လည်းဝင်ရောက်ပေးကြပါဦးနော် အပတ်စဉ်စနေညနေ6:00နာရီတိုင်းကား review video လေးတင်ဆက်ပေးနေရဖြစ်တဲ့အတွက်ကြောင့်စောင့်မျှော်အားပေးကြရှုဖို့လည်းလုံးဝမမေ့ပါနဲ့နော်။ကဲနှုတ်ဆက်မဲ့ချိန်ကိုရောက်လာခဲ့ပြီနော်။နောက်ထပ်နောက်ထပ်ကားသစ်တွေနဲ့နောက်စီစဉ်တွေမှာချုံနဲ့အတူပြန်လည်ဆုံတွေ့ကြမယ်နော်။ Bye bye